အားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တုန်းနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ US Company တွေတဲကမြောက်ကိုရီးယားသားတွေရဲ့သတင်းနဲ့အတူ Gadgetstan မှာလည်း Big One Reserve တင်မြင်ရတော့မယ့်သတင်းကိုတင်ဆက်ပေးသွားကြပါမယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါရယ်ခင်ဗျာ။ ပထမတစ်ပုတ်အနေနဲ့ US company တွေတဲကမြောက်ကိုရီးယားသားတွေရဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်။မြောက်ကိုရီးယားသားတွေက US နိုင်ငံသားအယောင်ဆောင်ပြီးတော့ US အခြေစိုက် company တွေစီကနေ crypto နဲ့ data တွေခိုးယူခဲ့ကြောင်း US DOJ ကထုတ်ပြန်လာပါတယ်။ US company တွေမှာ work from home ဝန်ထမ်းတွေအဖြစ်ပါဝင်ရင်းနဲ့လုပ်ငန်းပိုင် sensitive data တွေ crypto currency တွေကိုခိုးယူခဲ့တာဖြစ်ပြီးဒီလိုမျိုးကိစ္စ20ခုလောက်အထိရှိခဲ့ကြောင်းသိရပါတယ်။ ဒီလောက်ရက်တွေရဲ့အဓိကရွေချက်ကတော့ US company တွေစီကနေငွေကြေးကိုယူဖို့အပြင်မြောက်ကိုရီးယားအစိုးရရဲ့အကြမ်းဖက်လုပ်ငန်းတွေကိုငွေကြေးတောက်ပံ့ပေးဖို့ဆန်ရှင်တွေကိုရှောင်ဖို့ဖြစ်ကြောင်း USDOJ ရဲ့လက်ထောက်ရှင်းနေချုပ်ကဆိုထားပါဗျ။မြောက်ကိုရီးယားသားတွေအလုပ်ဝင်ထားတဲ့ company တွေကလည်းတာမန် company တွေကနေစားလို့ Forge 5 Hydra company တွေအထက်ကိုပါဝင်ပြီးခိုးယူထားတဲ့ US နိုင်ငံသား ID တွေကိုကောင်းကောင်းအသုံးချသွားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ဒီ OJ ဘက်ကနေတရားစွဲမှုနှစ်ခုဖန်ဆင်းမှုတစ်ခုနဲ့ငွေမဲခွာချမှုနဲ့ဆက်ဆက်နေတဲ့အကောင့်ပေါင်း29ခုအထိပိတ်သိမ်းတာတွေကိုလုတ်ခဲ့ပြီးဖြစ်တယ်လို့နောက်ထပ်လည်း US နိုင်ငံသားအယောင်ဆောင်ထားတဲ့မြောက်ကိုရီးယားသားတွေ crypto platform တွေကနေ crypto တွေခိုးယူပြီးတော့ငွေကြေးခွာချနေကြတဲ့မြောက်ကိုရီးယားနိုင်ငံသားအချို့ကိုချေရခံနေစေဖြစ်ပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့ Kazakhstan မှာလည်း Bitcoin Reserve တွေမြင်ရမဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ Kazakhstan ကလည်း Bitcoin Reserve တွေထုတ်ဖို့ကြေညာလာပါတယ်။ Russia နဲ့အင်းကြီးနိုင်ငံဖြစ်သလို Binance CEO Hong CZ လည်း Crypto ဘိုင်းဆိုင်ရာအကြံပေးလုပ်နေတဲ့နိုင်ငံဖြစ်တဲ့ Kazakhstan နိုင်ငံကတော့ Bitcoin အပါအဝင် Cryptocurrency တွေကိုနိုင်ငံအရန်ငွေအဖြစ်ထားဖို့ပြင်ဆင်နေပါတယ်။လောလောဆယ်မှာတော့ဘိုဘန်က Bitcoin နဲ့ Crypto Reserve တွေအတွက်လိုအပ်မဲ့အခြေခံအုတ်မြစ်တွေကိုချမှတ်နေပါတယ်။ ကာဂျက်စတန်ကလည်းရင်ထဲကဘစ်ကွိုင်း mining fan တွေအများအပြားရှိတဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့်အခုအချိန်မှာလည်းအစိုးရကိုယ်တိုင်ကဘစ်ကွိုင်းကိုအတိအမှတ်ပြုတဲ့အပြင်အစိုးရကြောတော့နောက်ကန်ပြုတာတဲ့ mining fan တွေလည်းလက်ပတ်ဖို့ပါလှုပ်လာတာကြောင့်အာရှမှာ crypto ဘိုင်းဆိုင်ရာတိုးတက်မှုတွေများလာအောင်မှာဖြစ်ပါတယ်တကယ်တော့ဒီလိုမျိုး Bitcoin reserve တွေက trend effect ကြောင့်လို့ဆိုရမှာဖြစ်ပြီးတော့ US ကရှေ့ကနေဥဆောင်လမ်းပြအနေနဲ့လမ်းဖောက်လာတဲ့အခါနောက်ကနိုင်ငံငယ်တွေပြိုင်ဘက်နိုင်ငံကြီးတွေကလည်း US tier lightning ကုန်ကြပြီးတော့ ဘေကွန် reserve တွေ crypto ဥပဒေတွေဖန်တီးဖို့စူးစမ်းလာကြတာဖြစ်ပါတယ် US မှာ stable coin ဥပဒေအတည်ပြုပြီးသွားရင်လည်းအခြားနိုင်ငံတွေမှာနိုင်ငံငွေကြေးနဲ့တန်ဖိုးညီထားတဲ့ stable coin တွေအပြန်အလှန်ထွက်လာနိုင်ပြီးအခုဆိုရင်မဲ့တောင်ကိုရီးယားနိုင်ငံကသမရတဲ့ဥဆောင်မှုနဲ့ KRW stable coin တွေကိုအသေးချာသုံးချဖို့ပြင်ဆင်လာနေတာကိုတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန် crypto ရရှိတာတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ် မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရအောင်လို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trade လုပ်တိုင်းမှာ fee discount ပြန်ရမယ်အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်။နားဆင်ပေးကြတဲ့သောသားရှင်များအားလုံး trade တိုင်းမြင်ကြပါစေခင်ဗျာ။